ာပါရှင်ဆ iam မလေးကတော့အကြမ်းမြင်ဆ iam မလေးအောင်ဝင်ဖြစ်ပါတယ်ရှင်ဒီနေရာမှာဟောပြမလဲဟဲ့ဆိုလို့ရှိရင်ဆနလပိုင်းစာအတွက်ကိုတနင်္လာသားသမီးများအတွက်ကိုကောင်းချင်ဆိုခြင်းတွေရဲ့ပြီးလို့ရှိရင်အခက်ခဲလေးတွေကိုကြုံတွေ့ရမယ့်အရာလေးတွေကိုလာရောက်ပြီးဆ iam မလေးကလာပြီးပြောပြပေးတာဖြစ်ပါတယ်အဲ့တော့တနင်္လာသားသမီးမှန်တဲ့ဟဲ့ဆိုရင်တယောက်တစ်ခေါက်နှစ်ခေါက်စီ share ပေးပြီးတော့ဆ iam မဟောစရာလေးမှိုင်းမှတဲ့မိုင်းမှတဲ့ အာပြန်ပြီးတော့ commonly ပြန်ပြီးပြန်ပြောပေးခဲ့ပါလို့ဆရာမနှစ်တာရက်ခံချင်ပါတယ်ပြီးတော့ဆရာမလေးရဲ့ page အခုဒီ TikTok account မှာ link ချပေးထားတဲ့ account တွေလေးကို like ဟိုင်းပေးပါအရင်ကောက်ကောင်းကဆရာမမှာပြတ်သွားပြီးဖြစ်တဲ့အဆက်ကြောင့်မလို့ပေါ့နော်လာစဉ်လာတိုင်းဆရာမလေးရဲ့ personal လေးကိုသိချင်တဲ့လူတွေပေါ့နော်အဲ့တော့ဒီနေ့ကဘာလာပြောပြမလဲဘာတွေပြောပြမလဲဖြစ်ဆိုရင်တနင်္လာသားသမီးတွေကလည်း ဆက်တလပိုင်းစားအထဲမှာတော့အတိုက်ခိုက်တွေများခဲ့တယ်လို့ဥပင်တော့ကတွေများခဲ့၊ဝေကုန်ကြီးကြတယ်များခဲ့၊စိတ်ညစ်စရာတွေများခဲ့နေတဲ့အချိန်မျိုးလေးဖြစ်ခဲ့တယ်တဲ့။အဲ့တော့ဆက်နလပိုင်းမှာလေဆိုရင်ကံကောင်းခြင်းလေးတွေ၊ဖေးချမ်းခြင်းလေးတွေကိုရရှိလာမယ်။เนาะသူများအတိုက်ခိုက်တွေကနေလွတ်မြောက်လာမယ်လေဆိုတာကိုကြိုပြီးတော့ဆရာမလာပြီးနမိတ်ဖတ်ပေးတာဖြစ်ပါတယ်ရှင်။အဲ့တော့ဘယ်လိုပြောမလဲလေဆိုရင် စမယဟောစတန်လေးတွေပေါ့နော်မာကန်အောင်ကိုစီကိုထီရောက်ကကောင်းချင်းများစွာရောက်လာအောင်ဆိုရင်စမလေးရဲ့အာပို့လေးကိုအသံလေးတွေပေးလိုက်ကရှယ်လေးတွေလုပ်တော့ပေးပါလို့ပြောချင်ပါတယ်ရှင်။ကဲအဲ့တော့တနင်္လာသားသမီးများပြီးလဲ၁၂လပိုင်းထဲမှာဖြစ်ဆိုရင်လုံငန်းကိန်းကကုညီဖေးမမဲ့လူတွေပေါ်ပေါက်လာမယ်လုံငန်းကိန်းကကောင်းသောနေရာတွေရွှေ့ပြောင်းခြင်း လှုပ်ယူရမယ်လှုပ်ဆောင်ရမယ်ဆိုတဲ့အနေအထားတွေကိုရောက်တယ်ပြောမယ်ခင်ဆိုရင်ပြောင်းရွှေ့လိုက်တဲ့အလုပ်ငန်းကိန်းကနေပတ်သက်ပြီးကိုလိုအဆင်ပြေလာမယ်လက်ရှိကိုအလုပ်နဲ့ပတ်သက်ပြီးပေါ့သူများအလုပ်ကိုလုပ်နေတဲ့လူပဲဖြစ်ဖြစ်ကိုယ့်ရဲ့ကိုယ်ပိုင်အလုပ်ကိုလုပ်နေတဲ့လူတွေပဲဖြစ်ဖြစ်အလုပ်နဲ့ပတ်သက်ပြီးအကျိုးပေးခြင်းခံရမယ်ငွေရင်းကြီးနဲ့ပတ်သက်ပြီးကိုယ်ဘာမှငွေတွေအများကြီးဝင်လာမဲ့အနေအထားတွေကိုရောက်ပါပြီရှင်ပြောမယ်လေဆိုရင်ကိုဆုံးရှုံးထားတဲ့အရာလေးတွေထွက်သွားတဲ့ငွေလေးတွေ ပြန်ပြီးတော့ရလာမယ်ဟဲ့ဆိုတဲ့အတိုင်းတာတဲ့ကိုရောက်ပါတယ်ရှင်17လပိုင်းဟဲ့ဆိုလို့ရှိရင်ဘယ်လိုပြောမလဲဟဲ့ဆိုရင်ကိုယ့်ရဲ့ကံစားတာတွေစေတနာတွေစစ်မှန်ခဲ့တဲ့အတွက်ကံစားတာတွေပြန်လဲမလာဖို့ကိုဆရာမမြင်ပါတယ်17လပိုင်းတောင်မှဆိုရင်စိတ်ရဲ့လန်းဆန်းတက်ကြွမှုတွေရရှိလာမယ်ကျန်းမာရေးနဲ့ပတ်သက်ပြီးနည်းနည်းတော့ညံ့တက်တယ်ကျန်းမာရေးညံ့တက်တယ်တဲ့အဲ့ဒီအချိန်မှာပေါ့နော်ဒါပေမဲ့လုပ်ငန်းကိန်းကစီးပွားရေးလူမှုရေးနဲ့ပတ်သက်ပြီးတော့ ကိုမုံးပါတယ်ဖေးဆိုတဲ့လူတွေကစားအရင်ကကြည့်လို့မရဘူးဆိုတဲ့လူတွေကစားဒီ၁၂လပိုင်းတည်းမှာပိုမှပိုဖြစ်လာမှချင်းเนาะအချစ်ရေးထဲမှာဖေးဆိုရင်လည်းပဲအစတော့ကတော့၃နဲ့၄လို့ပဲဖြစ်နေတဲ့လူတွေတွေတနင်္လာသားသမီးတွေဒီ၁၂လပိုင်းတို့မှာအချစ်ခံမှုရှိပါတယ်ပြောမယ်ဖေးဆိုပြက်ပြက်သားသားတော့ကကိုကိုကိုယုံကြည်မှုအပြည့်နဲ့ ပြတ်သားနိုင်တဲ့အနေအထားမျိုးရှိမယ်ပြောမယ်လေဆိုကိုဆက်တွဲမဲ့လူဒီဟိတ်စိန်လဲကိုချစ်ပေးမဲ့လူမျိုးเนาะသူ့စီကနေကိုကအချစ်ပြီးွားဆိုတာရတယ်လေဆိုတဲ့အနေအထားမျိုးရောက်မယ်တကယ်လို့ပေါ့အဲ့ဒီလူဒီကိုပေါ်မှာမကောင်းဘူးဟိတ်စိန်လဲပဲကိုရဲ့စိတ်ကနေပြီးပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ပြီးတော့အဲ့ဒီလူစီကနေလုံးဝဖတ်ခွာသွားနိုင်တဲ့ဆုံးဖြတ်ချက်တွေကိုရရှိမယ် မမြင်ပါတယ်ရှင်အဲ့တော့ဆက်နှလပိုင်းထဲမှာငွေကန်လေးတွေနဲ့ပတ်သက်ပြီးဆိုရင်မမျော်လင့်ပဲငွေတွေကဝင်လာမယ်လုပ်ငန်းကင်ကားလေးတွေနဲ့ပတ်သက်ပြီးလုပ်ငန်းကင်ကားလေးတွေကစပေါ့နော်ကုညီပေးမမဲ့လူတွေရောပြောင်းရွှေ့ဖို့အလုပ်ကောင်းလေးတွေကအစအဲ့ဒီနေရာမှာအလုပ်ကောင်းတဲ့လာလုပ်ပါဟိဆိုပြီးတော့အဲ့လိုကို spam comment ညွန်ကြားမဲ့လူတွေကိုပေါက်လာမယ်တဲ့နော်ဆက်နှလပိုင်းထဲမှာအဲ့တော့ဒါပေမဲ့ဆန္ဒနာပိုင်းထဲမှာတခုစိတ်ကြီးစရာရှိတာကပါလေဟဲ့ဆိုရင်ငွေဝင်မယ်ငွေထွက်များမယ် ဒါပေမဲ့တံပိုးကြီးသောပစ္စည်းအောက်စာတွေဝင်မဲ့စက်ပစ္စည်းနော်စက်ပစ္စည်းနဲ့ပတ်သက်ပြီးရွှေနဲ့ပတ်သက်ပြီးခြံနဲ့ပတ်သက်ပြီးအိမ်လေးတွေနဲ့ပတ်သက်ပြီးတိဆောက်တာမျိုးပေါ့ပိုက်အမြောင်တွေတိဆောက်ရမယ့်အနေအထားမျိုးရှိတယ်တဲ့ပြောမယ်လေဆိုလူလွတ်တွေဖြစ်ဆိုရင်လည်းပဲမင်္ဂလာသတင်းလေးတွေကြားရမယ်မမျော်လင့်ပဲအိမ်အောင်ကြားသွားလို့မမျော်လင့်ပဲနဲ့မင်္ဂလာအကြီးကျယ်ခန်းတော်ပြင်ဆင်လိုက်ရတာမျိုးအဲ့လိုမျိုးလေးတွေကြုံရမယ်ရှင်เนาะပြီးတော့ ခရီးနဲ့ပတ်သက်ပြီးခရီးအသွားလာလေးတွေအများဆုံးကြုံရမယ့် data ရှိပါတယ်အဲ့တော့ တဲ့ခိုင်ကြီးနဲ့ပတ်သက်ပြီးရောအဆင်ပြေမလားကောင်းမလားဆိုတော့အရန်ကောင်းပါတယ်။ဘာကြောင့်လဲဆိုရင်လွန်ခဲ့တဲ့လတွေအကြောင်းရှင်တနင်္လာသားသမီးအရန်နေ့ပြင်ပန်းခဲ့တဲ့အတွက်ဒီချိန်မှာအနားယူပြီးတော့ကိုခိုင်ကြီးလေးအလုတ်ကိစ္စနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ခိုင်ကြီးလေးထွက်လိုက်တဲ့ပြီဆိုကိုရဲ့စိတ်ကပေါ့ပါလန်းဆန်းသွားပါလိုက်မယ်ရှင်။အဲ့တော့ဆောင်မိုးပွဲတွေနဲ့ပတ်သက်ပြီးဖြေဆူနေတဲ့လူတွေတွေနေဆိုရင်ဆောင်မိုးပွဲနဲ့ပတ်သက်ပြီးဒီချိန်မှာစိတ်ကတီကြီးလာတယ်ကြီးလင်လာတဲ့အတွက်ကြောင့်မလို့အဲ့ဒီအရာတွေကစကောင်းတဲ့ကတစ်ခုပြီးတစ်ခု ွက်လာမဲ့အနေအထားမျိုးရှိတယ်။ပြီးလို့ရှိရင်နိုင်ငံရဲ့ချောင်းထွက်ခွာဖို့ဖောင်းတင်ထားတဲ့လူတွေတွေဟဲ့ဆိုရင်လည်းပဲနိုင်ငံရဲ့ချောင်းဖွင့်နိုင်တဲ့အခွင့်အလမ်းလေးတွေကြုံလာမယ်ရှင်เนาะဆက်ဆက်လာပိုင်းထဲမှာပေါ့เนาะဒါပေမဲ့တခုရှိတာကကိုစင်ပြေလာပြီငွေနဲ့ပတ်သက်ပြီးအစင်ပြေလာပြီးငွေလေးတွေဝင်ကောင်းလာပြီးလုပ်ငန်းလေးတွေပုံမှန်လည်ပတ်နိုင်လာပြီးတဲ့အစင်ပြေလာပြီးဆိုတာ ਨੇ မိသားစုရဲ့ကိစ္စကိုတော့တတိထားပါမိသားစုအနောက်အရှက်လေးတွေပေါ့နော်စိတ်တော့ကောင်းမှုလေးတွေရောက်လာမယ်လို့ဆရာမမြင်ပါတယ်။ဘာကြောင့်လဲဖြစ်ဆိုရင်တနင်္လာသားသမီးတွေကမိသားစုအင်မတန်မှငဲကွက်တတ်တဲ့လူတွေဖြစ်ပါတယ်။သူတို့ကအပြောသာမချူတာတဲ့။အပြောနဲ့ရင်ထဲက က္ကဘယ်လိုပြောမလဲနှောက်ကပြောလိုက်တဲ့စက္ကလုံးနဲ့ရင်ထဲမှာရှိတဲ့စက္ကလုံးကမတူညီဘူးတဲ့သူတို့တွေကရင်ထဲမှာကြာလို့ရှိရင်အရန်သိမ့်ဝင်နူးညက်တဲ့အစွဲလန်းကြီးတဲ့တဲ့ကုညီဖေးမချင်တဲ့စိတ်ကလေးတွေရှိတဲ့တဲ့တတင်းလာကားသမီးတွေကကိုယ့်ရဲ့မောင်နှမညီကိုမောင်နှမမိသားစုတွေဆိုရင်ငါပဲပြောမယ်ကျန်တဲ့လူလုံးဝလာပြောဖို့စိတ်မကူနဲ့ဆိုပြီးအဲ့လိုမမမမရက်တည်နိုင်စွမ်းရှိတဲ့လူမျိုးတွေဖြစ်ပါတ ပြီးလို့ရှိရင်ညီကိုမှလည်းဆိုတော့ဒေးတလောက်တော့ဆိုးလာတာကမလုတ်ပေတော့နေနဲ့ကတော့လုံးဝပြတ်ပြီလို့သူတို့ကအဲ့လိုတွေဖြတ်တတ်တယ်ဒါပေမဲ့အဲ့လူတို့ကရောက်ကြည့်အရှိဆုံးကရောက်သွားတာအဲ့တင်းလာတာပဲရှင်တော့ဒါပေမဲ့ကိုယ့်အတွက်ဟိရောဆိုရင်အဲ့ဒီကတိမမပြုတ်တဲ့အနေထားထဲမှာရှိတယ်ပြောလိုက်ရင်တို့တွေပဲကိုကြီးခဲ့တာကိုကကိုကြီးမဖြစ်မရှိဘူး အဲ့လိုမျိုးကြီးကိုမွန်တမကျတော့ပတ်ချလဲတတ်တဲ့အချစ်ရင်နဲ့ပတ်သက်လာပြီဆိုရင်လည်းသူတို့ကပေးဆက်နိုင်စွမ်းလို့ရှိတယ်ဒါပေမဲ့အပြောမချုံတတ်ဘူးတနည်းအားဘာမပြီးတယ်ဘယ်လိုပြောမလဲဆိုရင်ဆက်ရလောက်တောင်မတိုက်တတ်ဘူးငါရဲ့ရဲ့အောင်မှာငင်ငင်လေးနဲ့ငါပြောတဲ့စကားနေနာထောင်ပြီးနေသွားမလားတသက်လုံးနေသွားနေငါအပူပင်တော့ကမရှိပဲနဲ့ငါထားပေးမယ်ဒီအဲ့လိုပုံစံမျိုးငါထက်တာမတက်လာနဲ့ငါဆက်ကြည့်တဲ့စာဟုတ်တာနေထုတ်မလာနဲ့ထုတ်လာပြီဆိုရင်အဲ့ဒီလူနဲ့တနည်းအားဘာလမ်းခွဲရတယ်ဆိုတာမှတ်ပါဘာကြောင့်လဲဆိုတော့တနည်းအားသာသူကြီးကြီး ဆုံးဖြတ်ချက်တွေညာဆန်ဆုံးဖြတ်ချက်တွေမှန်ကန်တတ်တယ်လုပ်ငန်းငယ်ငယ်နဲ့ပတ်သက်ပြီးတိကျမှလည်းလုပ်တတ်တယ်လို့အပြောဆိုနဲ့ပတ်သက်ပြီးသူတို့ပြောလိုက်တဲ့အရာတွေမှာတကယ်တောင်းပန်ယူမှုတွေရှိတယ်တောင်းပန်ခံမှုတွေရှိတယ်ပြီးလို့ရှိရင်ဘယ်လိုပြောမလဲဆိုတနင်္လာသားသမီးတွေကလည်းအဲ့ဒီလုံနေတဲ့အရာမှားနေတယ်သူတို့လုံတဲ့အရာကိုမှားနေတယ်ဟေးဆိုရင်တော့မရှိလို့လက်ညှိုးတို့တွားပြောဖို့စိတ်မပူနဲ့သူဟာနဲ့သူပဲအဲ့ဒီမှားတဲ့အတိုင်းကိုကိုယ်ပတ်လဲပတ်ပြီးတော့ပြန်မှန်အောင်ပြန်လုပ်ယူတတ်တဲ့လူမျိုးပြောမယ်ဟေးဆိုစကားတော့အရန်ကိုပဲ ဘယ်လိုပြောမလဲဖြတ်ထုံးညံကောင်းတဲ့အထက်အဲမှာပါတယ်သူတို့ကဖြတ်ထုံးညံကောင်းတဲ့ဥပမာဆက်ပစ္စည်းနဲ့ပတ်သက်ရင်ဆိုရင်တနေ့လာသားသမီးကဆက်ပစ္စည်းနဲ့ပတ်သက်အရန်ချိုးပေးတဲ့အထက်မှာပါတယ်အဲ့လိုညံကောင်းတဲ့အတွက်ကြောင့်ပို့လို့ပေါ့နော်အဲ့တော့တနေ့လာသားသမီးကပိတ်ဆက်ပြီးနေဆိုရင်သူများလည်းမတူဘူးပိတ်ဆက်တတ်တယ်ဒါပေမဲ့တနေ့လာသားသမီးတွေကဘယ်လိုပြောမလဲနောက်ကြောင့်တွေးလိုက်မယ်နေဆို မိသားစုရဲ့ down တော်တော်ခံရတတ်တယ်။အိမ်လုံးရဲ့အခြေအနေပတ်သက်ပြီးကိုပေးလိုက်သမျှအသေးသေးရှင်းတော်ဆိုတဲ့အခြေအနေမျိုးသူကကြော်ပြခဲ့ရတတ်တယ်။ပြောမယ်လို့ဆိုသူကအလုတ်ကိုတော့မကြောက်တတ်ဘူး။အလုတ်မရှိမှပဲကြောက်တတ်တဲ့လူမျိုးလေးတွေဘယ်လိုပြောမလဲ။ဂုံရှိစွာနေတတ်တယ်။အိမ်ကြီးရှိစွာနေတတ်ထိုင်တတ်တယ်တဲ့။တစ်ခါတလေမှစိတ်လို့ကိုလောက်နေတတ်ပြောတတ်ဆိုပဲသူတို့ဘဝကိုပြည့်စည်အောင်တော့ဘယ်တော့မှမလုပ်ဘူး။သူများထိခိုက်နှောက်လည်းပဲလုံးဝမလုပ်တတ်ဘူး။ဒါပေမဲ့ တို့တို့ကိုထိခိုက်ပါသူပျက်စီးပါသည်ဆိုပြီးတော့တိုက်ခိုက်တဲ့လူတွေကသူတို့ကျွေးတဲ့မွေးလိုက်တဲ့လူတွေကသူတို့အငြင်းတိုင်းတိုက်ခိုက်နေတတ်တဲ့အနေအထားမျိုးကိုရောက်တယ်တဲ့အဲ့တော့တင်းလာသားသမီးတွေအထူးတတိထားမှာပငယ်ချင်းပေါင်းတဲ့မိသားစုရဲ့ရန်အဲ့ဒါကိုတတိထားဘာကြောင့်လဲဆိုတင်လာတာကဘာလို့မှရှားပါဆုံးအရာကလည်းမိသားစုရဲ့လွေတွေ့မှုနဲ့ကောင်းသောတငယ်ချင်းမိုက်ဆွေတွေပါရှင်။ငွေရတော့သူကရွှေမရှားမှုမရှားတဲ့လူတွေတွေအဲ့တော့ဆက်ကလ ဆက်မလပိုင်းထဲမှာလုံယူရမယ်ရရလေးကပါလဲဒီဆိုရင်ခုနှစ်ရက်သာသမီတို့မဟုတ်ခလေးခုနှစ်ရောက်ကိုရေခဲမုတ်လေးဝယ်ကျွေးပါရေခဲမုတ်လေးဝယ်ကျွေးလိုက်တဲ့အတွက်အေးသောအေးမြသောတော့အေးမြသောဘဝကိုရရှိပါစေအခုပင်တော့ကများအလုံးငြိမ်းချမ်းပြီးအေးချမ်းစွာနေရပါလို့ဒီဆိုပြီး ဆုတောင်းပြီးလို့ရှင်အဲ့ကလေးခေါင်းရောက်ကိုရေခဲမှုတွေဝေကြည့်လိုက်ပါရှင်ပြီးလို့ရှင်သတင်းလာသားသမီးများလက်ပိတ်နေလားကန်ပိတ်နေလားစီးပွားရေးနဲ့ပတ်သက်ပြီးအဆင်မပြေတာတွေကြုံနေရလားငွေဝင်ပြီးငွေဝင်မြဲမှုဖြစ်နေလားအခြေအနေနဲ့ပတ်သက်ပြီးအကြံများနေတာလားသူများအတိုက်ခိုက် ်ဘယ်များနေတာလားဈေးရောက်ဈေးဝယ်မကောင်းဘူးလားဇမတ်စီမှာဒီလိုမျိုးအဆောင်လေးတွေနဲ့လတ်လာဖွင့်ပါရှင်ခိုင်းနိုင်ကတနိုင်ကပဲပို့ပေးပါတယ်ပို့ခောက်ပရိနဲ့ပို့ပေးပါတယ်လိုချင်တဲ့လူများလာရောက်နေမြန်နိုင်ပါတယ်ဇမတ်စီမှာပေးတယ်လာမေးတဲ့လူတွေမမှန်ရင်ဘသူစီယာမှာတပြားတစ်ချက်မှမယူဘဲနဲ့အာမခံတဲ့ဇ ဟောပေးတဲ့ဖြစ်ပါတယ်ရှင်။အဲအားလုံးကိုဇမ္မာကဟောပြောလိုက်တဲ့စကားလုံးချင်းကိုတောင်းဝင်တောင်းခံနိုင်စွမ်းရှိပါတယ်။အဲ့တော့ယုံကြည်စိတ်ကြစွာနဲ့လာရောက်ဝိညာဉ်ဆက်သွယ်နိုင်ပါတယ်ရှင်။ဇမ္မာလေးရဲ့အကောက်တဲ့ကိုလာပေးပါလို့မြတ်တရားခံချင်ပါတယ်။ယေရှုတင်ပါတယ်ရှင်။